အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပေကျွန်တော်ဒီညကနေပြီးတော့ဒါပြောလိုက်အဲ့တော့ကျွန်တော်ဒါထုံးဝမ်းတိုင်း Premier League ပွဲစဉ်ပြီးကျွန်တော်လက်ရှိမှာတနင်္လာနေ့ကိုတော့ recap ကိုဒါကျွန်တော်ပို့ပြီးတော့ဒါကျွန်တော်တို့သွားမယ်။အဲ့တော့အသင်းသတင်းကြီးစီကို recap ပြန်လုပ်ပြီးသွားမယ်ပေါ့နော်။ပွဲပြီးသုံးသက်ချက်ဆိုတာတက်ဆိုင်လက်ရှိမှာဒါကျွန်တော်ပထမဆုံးဥစ္စာကိုပြောရမယ်ဆိုရင်တော့ Arsenal အသင်းကြောင်းနည်းနည်းလေးပြောအောင် Arsenal အသင်းကြောင်းရဲ့ပတ်သက်ပြီးနည်းနည်းလေးဆွေးနွေးမယ်ပေါ့နော်အဲ့တော့ အာစနောအသေးအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့ Crystal Palace ကိုတော်တော်လေးကိုခက်ခက်ခက်ကစားပြီးတော့1-0ဆိုရရလည်းနိုင်သွားခဲ့တယ်။အဲ့ဒီပွဲပြီးသုံးသက်ချက်ဆိုတာလည်းလက်ရှိမှာအာစောအသေးအနေနဲ့အဲ့ဒီပွဲ recap ကဘယ်လိုတွေရှိလဲဆိုတဲ့ပုံစံမျိုးကိုလည်းနည်းနည်းပြောအောင် recap ရလက်ရှိမှာ arsenal တင်းသွားနေတဲ့ပုံစံကတတော်လေးကိုဒါကျွန်တော်တို့သူတို့သွားကျင်တဲ့ပုံစံသူတို့ကောင်းကောင်းကြီးသိတယ်လို့ပြောလို့ရတယ်မှာပါတယ်ဂျာလီဂျာလီကျွန်တော်ခုနကပြောခဲ့လို့ arsenal တင်းဘာလို့လက်ရှိမှာဒီနေရာကိုပုံစံမျိုးဒီလိုရောက်နေလဲဆိုတော့ကောင်းကောင်းကြီးနားလေလူရတဲ့အခြေအနေတခုကိုကျွန်တော်တဖြည်းဖြည်းတွေ့လာခဲ့ရတယ်မှာပါတယ်ပြန်ကြည့်မယ်ဆို arsenal တင်းနဲ့လာမယ့်ရသက်တစ်ပတ်ကလည်းပွဲကတော်တော်လေးကိုခြောင်တဲ့ဘန်လေးရဲ့အိမ်ကမှသွားခံရမယ်ပြောချင်တာကလက်ရှိမှာ arsenal တင်းနဲ့ဒီထက်ပို့ပြီးတော့ဒါပွဲခြောင်မှုပဲရှိတယ်ဒါလက်ရှိမှာဒါ ျွန်တော်ပရီးမီးယားလိမှာဆိုလဲနောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၄ပွဲနိုင်ပြီးတော့တပွဲတည်ရဆိုတဲ့ရလက်ကိုကင်ပြီးတော့သူတို့လုတ်ပြထားခဲ့တာကိုတွေ့ရမှာပေါ့နော်အဲ့တော့ဒီတော့ပဲစိုးစေးကောင်းမှုဒီနေ့ပွဲစဉ်မှာအာစတိုဘက်ကပြန်ကြည့်မယ်ဆိုရင်အာစတိုသိနေသူတို့ဘယ်စီကိုသွားခြင်းလဲအဲ့တော့ခုနကကျွန်တော်ပြောနေတဲ့စကားကိုပြန်ဆက်ရမယ်ဆိုအာစတိုသိနေတဲ့သူများလက်ရှိမှာအမှတ်ရော့တယ်မရော့တယ်သူတို့အနေနဲ့လုံးဝစိတ်မဝင်စားဘူးသူတို့အနေနဲ့သူတို့လုတ်စရာရှိတာလုတ်တယ်လက်ရှိမှာသူတို့သွားနေတဲ့လမ်းစဉ်မှာသူတို့သွားနေနေနောက်ကကြံခဲ့တဲ့ကောင်တွေခလုတ်တိုက်ပြီးကြံခဲ့တာသူတို့ကြောင့်သူတို့ကြောင့်သူတို့ဒါလက်ရှိမှာအာစတိုကတော့ သူတို့အလုပ်သူတို့လုပ်နေတဲ့ဆိုတဲ့ strategy ကိုဆက်ပြီးသွားအဲ့ဒါကိုကြည့်ရပဲတော်တော်လေးကိုသဘောကျပြီးတော့ဒီနေ့မှတော့မဖြစ်မနေချီကျူးရမှာကြောင့်ကျွန်တော်အာတိတကိုဒီရပိုင်းတွင်မှာချီကျူးရမယ်အာတိတနဲ့သူ့အသင်းကိုသူဘာဖြစ်ချင်မှကောင်းကောင်းကြီးသိတယ်လို့ပြောလို့ရမယ်တဲ့မှာပါတယ်ပေါ့နော်ဒါပေမဲ့ဒီကျွန်တော် Crystal Palace နဲ့ပွဲနည်းနည်းလေးတော့ဒါကျွန်တော် social မှုကြီးမားနေနေထားမှရှိတယ်။သူတို့ရဲ့အဓိကကစားသမားတချို့ဒီနေ့ပွဲစဉ်မှာဒဏ်ရာရခဲ့ပြီးတော့သူတို့အနေနဲ့ကျွန်တော်တို့ အဲ့ဒီဒန်ရခဲ့တဲ့ကစားသမားတွေနေတာကျွန်တော်ကာလာရှိဒန်ရမဖြစ်ဘူးအတွက်ပဲဒါကျွန်တော်အာစတိုသေးနေတဲ့စုမုံစုတောင်းအမနေထားမှရှိတယ်။ဥပမာလက်ရှိမှာဒါဆာလီဘာရဲ့ rice rice ကငကူတဲ့ကဒါကျွန်တော်တို့လက်ရှိ shade back လောက်ခဲ့ကဒါကျွန်တော် struggle ဖြစ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်။ rice ကငကူတဲ့အကြံခံမှုအပြည့်အဝမရှိသေးဘူးဆိုတော့လေဒါကျွန်တော်အာဒီတာကဝန်ခံခဲ့ရတယ်မှာပါတယ်။ sagara ကခုနကပြောလို့လက်ရှိမှာငကူတဲ့နေမကောင်းတဲ့အကြောင်းလက်ရှိမှာဒါဒီပြစောစီထိုးတဲ့အကြောင်းမို့ sagara ကတော့သိပြီးစိတ်ပူစရာမရှိဘူး။ဒါကျွန်တော်မကြခင်မှာပြန်ကောအဲ့တော့ check arsenal သင်းတဲ့ဈာထဲမှာဒါကျွန်တော်တို့ ဘယ်လိုနဲ့တွေ့မှာကျွန်တော်ကြည့်လိုက်အောင်မယ်အာစနယ်နဲ့ဂျာဒန်မှာဒါကျွန်တော်တို့ ဘယ်လင်းမဟုတ် Brighton နဲ့တွေ့မှာအဲ့တော့ Brighton နဲ့တွေ့မှာဆိုတော့ပွဲချက်ပေါ့နော်ဒါပွဲရတယ်အရင်ချောင်နေတာမဟုတ်ဘူးဒါပေမဲ့ Arsenal က3ရဲ့အိမ်ခွင့် Emery မှာဒါကျွန်တော်တို့လက်ရှိ Carabao Cup မှာဒါ Brighton သင်းနဲ့တွေ့မယ်အတွက်ကြောင့်မလို့ဒါလက်ရှိမှာဒါပွဲတော့အရင်ကြီးတော့ချောင်နေအဲ့တော့ဒီနေ့ပွဲစဉ်မှာတေချာတာတခုက Arsenal သင်းကဒါကျွန်တော် Carabao ပွဲစဉ်မှာသူတို့အနေနဲ့လူငယ်တွေကြီးပဲကိုဒါကျွန်တော်အဓိကထုတ်သုံးသွားမယ်လို့ကျွန်တော်အနေနဲ့မြင်တယ် Ethan Wanwei တို့ Max Downman တို့ဒီလိုကစားသမားတွေကိုကြီးပဲကို Arsenal သင်းက Brighton နဲ့ပွဲစဉ်မှာအဓိကဒါနေရာပေးသွားဖို့များတယ်လို့မြင်တယ်ဒါပေမဲ့ဥနာဘယ်လိုပဲ Arsenal သင်းတို့သိသိပူစရာမရှိတာကဒါအရင်လူအင်ကအရင်တောင်းတင်းနေ ဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါ Brighton နဲ့ပွဲစဉ်မှာအစားဒါကျွန်တော်လူချန်ပြီးတော့အကောင်းဆုံးကစားသမားတွေကိုဒါကျွန်တော်တို့ပြန်သုံးသွားလို့ရနေတာမှရှိမှာအဲ့တော့ခုနပြောခဲ့တဲ့ဥစားတခုဆက်ပြီးပြောမှာအာဆောင်တင်းနဲ့လက်ရှိမှာဒါဒီဒီဘက်မှာဒါကျွန်တော် City အမှန်ရော်တယ်လီဗာပူးအမှန်ရော်တယ်ဟိုလူအမှန်ရော်တယ်ဒီလူအမှန်ရော်တယ်ဟုတ်တယ်ဒါပေမဲ့ အာဆုံသိနေအဲ့ဒါကိုသူ့အနေနဲ့သူ view site တန်းဆန်သူလုတ်เสียရှိတာကိုသူသွားနေတာဖြစ်တယ်သူဒီ rhythm မမှန်နဲ့လမ်းမှန်ပုံစံမျိုးသူ AAC သွားရဲသူတင်းသူဘာဖြစ်ချင်တယ်သူကောင်းကောင်းကြီးသိတယ်ဒီနေ့ဘွဲစမှာဆို Crystal Palace ဆိုသူဘလို့အနိုင်ယူရမလဲဆိုတော့သူကောင်းကောင်းကြီးနားလေထားနေထားမှရှိတယ် Crystal Palace ကလည်းရှိမှဒီနေ့ဘွဲစမှာဒါကောင်းကောင်းကြီး Arsenal သင်းကိုပြန်ပြီးဒုက္ခပေးခဲ့တဲ့ movement တွေလည်းတွေ့ရမယ်တဲ့မှာပါတယ်ဒါပေမဲ့အာဆုံသိနေဒီလက်ရှိမှာကျွန်တော်အနေနဲ့အားမရတဲ့အချက်ကိုပြောပါဆိုတိုက်စစ်ပိုင်းရအစကကိုအလွန်ကြုံမိကိုချင်းကအခုချိန်ဒီအဲ့ဒီအကင်ကမပြောက်သေးဘူးလို့ပြောလို့ရတယ်မှာပါတယ်စောက်လက်ရှိဒါကျွန်တော် Arsenal သင်းနဲ့ဆက်ပြီး piece ကိုဒါတော့တိုက်ကတိုက်စစ်ပွဲမှာမိခိုးရင်မိခိုးမမိခိုးဘူးဆိုရင်ဒါကျွန်တော်စကားကိုမိခိုးဖို့အတွက်အရန်ကြိုးစားလိမ့်မယ်။အာဆုံတဲ့နဲ့ဒီလက်ရှိကန်ခဲ့တဲ့တောက်လျှောက်ပွဲစဉ်တွေအကုန်လုံးမှာ open play ကနေဂိုး၅လုံးပဲရထားခဲ့တာကိုတွေ့ရမယ်တဲ့မှာပါတယ်။အပေါ်တင်တာကလည်းရှိမှာအာဆုံတင်တယ်အဲ့ဒါကိုတော့ walk on အများကြီးအများကြီးလုပ်တင်တယ်လို့မြင်တယ်အဓိကသူပြတာကျွန်တော် Champion League တို့ဘာလို့မှပို့ပြီး share ပြိုင်မယ်ဆိုရင်ပေါ့နော်ဒါပေမဲ့လည်းရှိမှာအာဆုံတင်ကသူ့အနေနဲ့ဒါလူတော်များဒါကျွန်တော်တိုက်စစ်ပိုင်းဘာညာတိုက်စစ်တိုက်စစ်ဆိုခဏဟာပြောဒါပေမဲ့ ာဆန်ကသူကဘာကိုကစားသွားလဲဆိုဂျိုဇင်းမော်ရီညိုပြောတဲ့စကားလုံးတစ်ခုမှသူ့ရဲ့အသင်းကိုလက်ရှိမှာ base လုပ်ထားတယ်။ဒါကျွန်တော်တိုက်စစ်ကဒါကျွန်တော်ပွဲတစ်ပွဲကိုနိုင်ဖို့အတွက် ဆွမ်းဆောင်ပေးတယ်ဒါပေမဲ့ခန်စစ်ကတော့ဖလားရဖို့အတွက်ဆွမ်းဆောင်ပေးတယ်ဆိုတဲ့ strategy ကိုတရှိမှာအာဒီတာအကြီးဆုံးသုံးနေပုံရတယ်အာဒီတာရဲ့လက်ရှိအကြီးဆုံးလက်မှတ်ကလည်းဒါဒီခန်စစ်ပဲလူတော်များဒါတိုက်ဆိုင်လက်ရှိမှာဗျာခုနကပြောဆိုခင်ဗျခန်စစ်ကိုမပေးရဘူးခင်ဗျတကူတဲ့သွင်းလည်းနိုင်တယ်အဲ့ဒီ end of the day မှာတကူသွင်းမိနိုင်တော့လည်းနိုင်တာပဲဆက်ကူသွင်းမိနိုင်တော့လည်းနိုင်တာပဲဘလို့ပဲသွင်းသွင်းသွင်းမိနိုင်တော့နိုင်တာပဲအဲ့ဒါကိုလက်ရှိမှာအာဒီတာခြင်ထားတယ်ဒါက risk ကြီးတယ်ဆိုပေမဲ့ဒါဟာသူ့ရဲ့အသင်ကိုသူယုံကြည်မှုပြေဝရတယ်ကျွန်တော်လည်းမြင်တယ်လက်ရှိဥရောပမှာ go pay အနေဆုံးအသင်းတစ်သင်းအနေနဲ့ကိုလက်ရှိဒါကျွန်တော်တို့ Arsenal အသင်းအနေနဲ့ The Premier League မှာလည်း go pay အနေဆုံးအသေးသေးအနေနဲ့ကောဒါကလက်ရှိမှာလက်ဖြားခါလောက်အောင်ကောင်းနေတဲ့အနေထားမှာရှိရလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်တို့မြင်တယ်။အဲ့တော့ငါအာဆုံသွားခြင်းရဲ့ strategy သူတို့နေခုနကပေါ့တိုက်စစ်ပိုင်းအားနေတယ်သူတို့နားလေတယ်။သူများတွေလို့ပြကျွန်တော်ဒါမှတ်မဲ့ရ City တို့ရဲ့ strategy ရဲ့ပြောင်းပြောင်းသူတို့လှုပ်ချလိုက်တာ။ City တို့ travel တို့လာ၄နှစ်ဆက် deploy ယူတဲ့နေ့မှာဒါခံစစ်ပိုင်းကယူယူနေကျွန်တော်တိုက်စစ်ပိုင်းနဲ့ပြန်ပြီးဖိတယ်။နောက်က go being ရှိရအဲ့ go နဲ့ပြန်ဖားမယ်ဆိုတဲ့ပုံစံမျိုးသွားတယ်။အာဆုံသင်ကအဲ့လိုမဟုတ်ဘူးတိုက်စစ်က go twin နေတဲ့အတွက်ကြောင့်မို့ဒါခံစစ်က go မပေးအောင်အဓိကစူးစမ်းတယ်။သူပြောနေတာကခုနကပေါ့ vice vice versa ပုံစံမျိုးတွားရတယ်ခါမှာရှိအဲ့တော့ arsenal သင်းရဲ့တွားခြင်းရဲ့ strategy ခမအပြည့်အဝတွေ့ရတယ် arteta ကိုလည်းသူ့ရဲ့ tight side ပိုင်းနဲ့ပတ်သက်ပြီးသူအားရမယ်လို့မထင်ဘူးကျွန်တော်တို့တော့မှ bipedal တယောက်နဲ့အားမရဘူးဆိုရင်တော့သူလည်းအားရမယ်မထင်ဘူးဒါပေမဲ့ဒီသင်းကဒီထက်ပိုပြီးကောင်းမှုပဲရှိတာဒါဟာကျွန်တော်ပြောလို့ကျွန်တော်တို့ဒါဟို spar အသင်းအင်ဂျီ spar သင်းအင်ဂျီဝတ်ပြီးပြောရတဲ့ပုံစံတယောက်နဲ့ဒါကျွန်တော်တို့ဘာဆိုတဲ့မှာတစ်မျိုးကြီးဖြစ်ပေမဲ့ဒါဒီသင်းကပိုပြီးကောင်းမှုပဲရှိတော့ဘာလို့ဆိုတော့လက်ရှိမှာ arsenal သင်းရဲ့ squad depth ကအရင်စကားပြောသွားပြီခုနကပြောလက်ရှိမှာဒါကျွန်တော်အသင်းတော်တော်များဒါကျွန်တော်ဒန်ယာရီနဲ့စတင်ပြီးတွေ့တယ် arsenal ကိုယ်တိုင်နဲ့ဒန်ယာရီနဲ့စတင်ပြီးတွေ့ရှိတဲ့အချိန်မှာဒီ ီလိုအသင်းမျိုးအနေနဲ့လက်ရှိမှာဒါကျွန်တော်လူတစ်သင်းလုံးနီးနီးတနေရာမှာ position တော့ position တစ်ခုနေရာမှာဒါလူနှစ်ယောက်လဲလို့ရတယ်ဆိုတဲ့အသင်းရဲ့ဒါကျွန်တော်တို့ဟို facility ကအင်မတန်မှကောင်းမွန်လွန်းတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ရေးရမှာကျွန်တော်ကတော့100%မြင်ပြီးရတယ်မှာပါတယ်အဲ့ဒါကလက်ရှိ Arsenal အသင်းတို့အကောင်ဆုံးချက်ပဲ Arsenal အသင်းကဒီနှစ်ဖလားရခဲ့မယ်ဆိုလဲအဲ့ဒါကအဓိကဖလားရခဲ့ရမယ်အချက်လို့ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ပုဂ္ဂိုလ်ရေးရကျွန်တော်တို့မြင်ပြီးရတယ်မှာပါတယ်အဲ့တော့ပြောချင်တာဗျ Arsenal အသင်းတွေဥမာလက်ရှိမှာတိုက်စစ်ပိုင်း ဒါကွင်းလယ်ပိုင်းပြန်ကြည့်မယ်အဲ့တော့ဒီနှစ်မှာအာစနိုအသင်းရဲ့ဒါကွင်းလယ်ပိုင်းကသူတို့ရဲ့ဒါကျွန်တော်ကွင်းလယ်နှစ်ယောက်ွေးကျွန်တော်မဖြစ်မနေချီဘူးဒါပေမဲ့ဒီနှစ်မှာဒါအဒက်ကလန်ရိုက်စ်ပဲဒက်ကလန်ရိုက်စ်เนี่ยဒါကျွန်တော်အမြဲတမ်းလို့လူစကားပြောပြီးဆိုရင်သူ့ရဲ့ဒါကျွန်တော်တို့ ဆွဲဆောင်ယူကျွန်တော်အမြဲတမ်းပြောရင်ဒီကစားသမားတွေတကယ်ကိုစူးစမ်းပန်းစားဆိုတော့ Declan Rice အနေနဲ့ဒါအသက်အခုလက်ရှိမှာ Declan Rice ကိုကျွန်တော်မေ့တော့ Declan Rice ကငငယ်လေးရှိနေတာဖယားစု Declan Rice ကငငယ်လေးရှိနေတာအသက်မကြီးသေးဘူးအဲ့တော့ Declan Rice ကသူ့အသက်ရွယ်နေမှာသူဒီဒီအသင်းကိုသူအကောင်းဆုံးသူလုပ်ပြနိုင်ခဲ့တယ်သူချီချူးဖို့ကောင်းတဲ့အသင်းသက်တဲ့နဲ့ကျွန်တော်ဆက်လက်ပြီးတွေ့ရတယ်အဲ့တော့ဒီလက်ရှိ Arsenal အသင်းကလူတော်များသာ Arsenal အသင်းဘာဖြစ်လဲ Arsenal အသင်းကလူငယ်တွေနဲ့ယူဖွဲ့စီတာ Captain လက်ပတ်ပတ်ထားတဲ့စာကားဆိုချာတိတ်ပဲရှိသေးတာကိုယ်ထက်တော့အများကြီးငယ်သေးတဲ့နေရာမှာရှိတာအဲ့တော့ဒီနဲ့မှ Arsenal အသင်းကလက်ရှိမှာ တွားကျင်တဲ့လမ်းစဉ်ကရှင်းတယ်သူတို့ခံစစ်ကောင်းတယ်ခုနကပြောတိုက်ဆက်ပိုင်းသူတို့ကိုယ်သွင်းတဲ့အားနေတွေအဲ့ဒါကိုသူတို့ပြန်ပြီးတော့ဖို့ဖို့အတွက်စူးစမ်းတယ်ဒါကိုသူတို့အနေနဲ့ဒီလိုပုံစံမျိုးပြန်သွားဖို့အတွက်သူတို့စီကနေစူးစမ်းနေတာကိုတွေ့ရမယ်တဲ့မှာပါတယ်လက်ရှိမှာခုနကပြောကျွန်တော်တို့တစ်ခုစိုးရင်နာအာဆနိုတိုက်ဆက်ပိုင်းမှာခုနကပြောခံစစ်ပိုင်းကဂိုးပေးရပြီဆိုတိုက်ဆက်ပိုင်းကပြန်မလိုက်နိုင်တဲ့အချိန်မှာအာဆနိုတင်တိုင်ပတ်သွားမှာတော့ကျွန်တော်အနေနဲ့များစိုးရိမ်နေတယ်ပါဒါကိုလက်ရှိမှာအာဒီရာဖြည့်ရှင်းနိုင်မယ်လို့မြင်နေယူကရက်စတိုဘာတို့အစားအီဇီတို့ဘာတို့ကိုလည်းဝယ်ထားတာကဒီဟာကိစ္စမျိုးကိုဖြည့်ရှင်းဖို့အတွက်ဝယ်ထားတာလို့မြင်နေခုနကပြောတဲ့နောက်ပိုင်းပွဲစဉ်မှာစာကာကအမြင်နဲ့တောင် ော့ကြည့်ရပါတယ်နှစ်တိုင်းလို့စာကာနီနဲ့ဒါကျွန်တော်တို့ injury ရသွားတဲ့ movement လေးတွေရှိတယ်အဲ့လို injury ရသွားတဲ့ movement မှာဆိုစာကာနီယာမှာဘယ်လိုမျိုးပုံစံမျိုးတွေထည့်ဆော်မလဲဆိုတော့ကျွန်တော်အနေနဲ့တော်တော်လေးကိုစိတ်ဝင်စားတယ်အဲ့ဒါလက်ရှိမှာဒါကြောင့် Aston သင်ကတော့ရှင်းပါလမ်းမှန်ပေါ်သွားနေစေဖြစ်တယ်သူအနေနဲ့ဒါ squad depth ကတော့စကားတွေအများကြီးပြောနေစေဖြစ်ပြီးတော့ Aston သင်နဲ့ပတ်သက်ရင်တော်တော်လေးကိုဒါကျွန်တော်လက်ရှိမှာစိတ်ချရတဲ့အသင်းတစ်သင်းနဲ့ဆက်လက်ပြီးသွားတယ်ကာရာဘောက်မှာကျွန်တော် personal မြန်မာဆို Aston သင်နဲ့လူငယ်တွေကိုပဲအဓိကထုတ်သုံးသင်တယ်အမြင်ထားမှရှိပြီးတော့သူတို့အနေနဲ့ AA စစ်စစ်ဆော့သင်တဲ့ပွဲစဉ်တွေဘယ်လိုမြင်လဲလက်ရှိမှာဒါကျွန်တော် triple U မယ်ဆိုရင်တော့ Aston သင်တို့က Kara ဘောက်တော့ကာရာဘောက်လို့ဖလာပြီးတော့တိတ်ပြီးရေးဖာရီထားမှာရှိဘူး FA ဖလာကပို့ပြီးတော့တန်ဖို့ရှိရလို့မြင်တယ်အဲ့တော့လက်ရှိမှာကာရာဘောက်အနေနဲ့ Arsenal ဘက်ကတိတ်ပြီးအရန်ကြီးဒါကျွန်တော်ဟာငါတို့ဒီပွဲကိုနိုင်ငံနိုင်ရမှာရမယ်ဆိုတဲ့ strategy ဆိုရတဲ့ A စစ်စစ်ဆော့သွားတာကအသင်းအတွက်ပို့ပြီးတော့အဓိပ္ပာယ်ရှိလာမယ်လို့ကျွန်တော်ရဲ့ပုံကိုရေးမှာကျွန်တော်တို့မြင်မိတယ်အဲ့တော့ Arsenal သင်းကလက်ရှိမှာဒီတစ်ပတ်တော့ recap လုပ်ရမယ်ဆိုတော့ Crystal Palace သင်းကိုသူ့ရဲ့ဒါကျွန်တော်အားနေချက်နဲ့သူအနိုင်သွားခဲ့တယ်ပြီးတော့ Arsenal သင်းမှာလိုအပ်ချက်လေးတွေရှိနေခဲ့ပေမဲ့အသာချက်ကလည်းဒီလိုအပ်ချက်ကိုဖုံးမြေစေလို့ပြောလို့ရတယ်မှာပါတယ်အသာချက်ကြီးကကြောက်စရာကြီးဒါဂိုသမခံစေပိုင်းနဲ့ ဲ့ क्व င်းလယ် defensive ဘိုင်းကတော့လက်ရှိ premier league မှာအကောင်းဆုံးလူတော်ပြောလို့ရတဲ့အခြေအနေကိုဆက်လက်ပြီးတွားနေစေဖြစ်တဲ့ဆိုတော့လုံးဝငြင်းစရာအဲ့တော့လက်ရှိမှာ arsenal အသင်းကဒီနှစ်တစ်နှစ်လုံးမှာ၃ဂိုးပဲပေးထားခဲ့ရပြီလက်ရှိဒါကျွန်တော် chelsea ရဲ့ဆန်ခြင်ကိုလည်းမိသွားနိုင်မလားဆိုတော့ပရိသတ်တော်များလည်းစိတ်ဝင်စားနေတယ်ပေါ့နော်လောက်ပါပဲဘလုံးပတ်တွေကိုကြည့်ရှုခြင်းလဲဆိုရင်တော့ youth sport media 3 points ဆိုတော့ ne before you တို့မှာချင်းလူစံပေါအောင်ကွန်ဂျီလို့ရပါတယ်မင်းမိုက်လက်ကလစ်ဖုံမမိကြပါနဲ့ဗျမင်းမြကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးမကြိုးတင်ပါနဲ့ကောင်းမွန်သောနေ့တွေဖြစ်ပါစေစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့တွေနောက်မှာပဲ a62 ကြရပေါ့ကျွန်တော်ကပြပါဦး ဒေးဗော်ပဲအားလုံးမကြွတူပါနဲ့